hallelujah သရှင်တော်မူသောဖခင်ရှင်ရဲ့နာမတော်ကပါဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေကျွန်ုပ်ရဲ့ YouTube channel နဲ့ Facebook page မှာနှုတ်ကပါတော်ခံယူဖို့အတွက်ခရစ်တော်နာမ၌အားလုံးကိုတခါပြန်ကြိုဆိုနှုတ်ဆက်ကောင်းကြီးပေးပါတယ်ဒီအချိန်ကာလကကျွန်ုပ်တော်တော်များများအင်မတန်မှဆင်းရဲဒုက္ခရောက်တဲ့ကာလဖြစ်ပါတယ်အဲ့ကြောင့်ခုလိုအင်မတန်မှပင်ပန်းစင်ရေဒုက္ခရောက်ပြီးတော့မှစိတ်ပြတ်အားငြိနေတဲ့အချိန်မှာ ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီးတစ်ခန်းငယ်တစ်ထဲမှာတွေ့ရတဲ့ဟာနာအကြောင်းကိုခြေခံပြီးတော့မှဘလောက်ပဲစိတ်ပြက်ပြီးအားငယ်စိတ်ဖြစ်စည်းနေပါစေမှန်ကန်တဲ့လမ်းကြောင်းမှာဆက်လက်လျှောက်လှမ်းပါဆိုတဲ့ကောင်းစဉ်အားဖြင့်အားလုံးကိုခရစ်တော်နာမ၌အာခွန်အားပေးခြင်းပါတယ်ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီးတစ်ထဲမှာတွေ့ရတဲ့အကြောင်းကတော့အယ်ခနာဆိုတဲ့ပုဂ္ဂိုလ်အကြောင်းပဲဖြစ်ပါတယ်အယ်ခနာဆိုတဲ့ပုဂ္ဂိုလ်မှာမိန်းမနှစ်ယောက်ရှိတယ်လို့ကျမ်းစာကဖော်ပြထားပါတယ် ဓမ္မရဆွန်ပထမဆောင်ခန်းကြီးတစ်ခန်းငယ်နှစ်ထဲမှာထူးထူးဒီမယားနှစ်ယောက်ရှိ၏တယောက်ကဟာနတယောက်ကပင်နေဒအမိရှိ၏ပင်နေဒ၌သာသမီရှိ၏ဟာန၌မရှိဒီကျမ်းစာထဲမှာအယ်ခနာရဲ့မယားနှစ်ယောက်ထဲကတယောက်ဖြစ်တဲ့ပင်နေဒမှာကြတော့သာသမီယတနာထွန်းကားပြီးတော့မှအယ်ခနာရဲ့မယားတယောက်ဖြစ်တဲ့ဟာနာမှာကြတော့တာသမီယာတနာမထွန်းကားဘူးလို့ကျန်စာထဲမှာဖော်ပြထားပါတယ် ဆိုတော့အဲ့ဒီခေတ်ခါတုန်းကခလေးမရတဲ့သူရဲ့အတ္တကအမြုံမကောင်းကြီးမရှိတဲ့အတ္တလို့အများကရှုမြင်ကြတဲ့အတွကြောင့်အခုချိန်မှာကျွန်တော်နားလေရမယ့်အရာကခလေးမရတဲ့အတ္တဆိုတာကကောင်းကြီးမရှိတဲ့အတ္တသူများလိုမအောင်မြင်တဲ့အတ္တသူများနောက်လိုက်မမြင်နိုင်တဲ့အတ္တသူများရဲ့ရှေ့မှာအမြဲတမ်းအောက်ကျနောက်ကျအနှင်ခံရတဲ့ဘဝကိုဆိုလိုတယ်ဆိုတာကိုကျွန်တော်နားလေဖို့လိုအပ်တယ်။ဟန္တာရဲ့တ္တတွေမှာခလေးမရတဲ့ဘဝပြီးအခြေအနေကြောင့်ဘဝမှာ တင်ငေချင်းတွေအာငေချင်းတွေစိတ်ဖြစ်စီချင်းတွေနဲ့မြောက်များစွာလုံပန်းပြီးတော့မှအသက်ရှင်ရတယ်ဆိုတာကျွန်တော်အားလုံးနားလေရတယ်။ဟာနာကဒီလိုခလေးမရတဲ့ဘဝပြီးအချိန်နေကြောင်းမလို့တည်းလေဆိုရင်အခန်းငယ်9ထဲမှာတုတ်ရတွင်သာရဖျားသည်ဟာနာအားတားဖွာသောခွင့်ကိုပေးတော်မမူ ထို့သောထာဝရဘုရားသည်အခွင့်ကိုပေးတော်မမူသောကြောင့်ဟာနသည်စိတ်ဆုံးညစ်အောင်ရန်သူသည်အလွန်နှောက်ယှက်တတ်၏တဲ့ဟာနကသူများလိုတာသည်မရဘူးသူများလိုမအောင်မြင်ဘူးသူများလိုမျက်နှာသာမရဘူးသူများလိုပိုင်ဆိုင်မှုမရှိဘူးသူများလိုဘွိဒီဂရီမရှိဘူးသူများလိုတော့ကောင်းကြီးမခံစားတဲ့သက်တာတွေမှာအသက်ရှင်တဲ့အတွက်ကြောင့်အများရဲ့နောက်ဆက်ချင်းတွေအများရဲ့တိုက်ခိုက်ချင်းတွေအများရဲ့ပုတ်ခတ်ချင်းတွေအထင်မြင်သေးချင်းတွေခံရတယ်လို့အငေ6တဲ့မှာပြောပါတယ်ဆိုတော့ဒီလိုဘဝတွေမှာ ာဟာနာကအသက်ရှင်တဲ့အခါမှာမလုပ်တယ်လဲဆိုရင် နှစ်စင်မပြတ်ထာဝရဘုရားဤအိမ်တော်သို့သွားတော့ခါရန်သူသည်နှောက်ရက်သဖြင့်ဟာနာသည်အစာမစားနိုင်ငိုကြွေးလျက်နေတတ်၏တဲ့ဒီလိုဘဝမှာတင်းကြီးစရာတွေစိတ်ရကြစရာတွေနဲ့အသက်ရှင်တဲ့အခါမှာ ဟာနာရဲ့အသက်တာတွေမှာမပါလို့တယ်လဲဆိုရင်နှစ်စင်မပြတ်ဖရားရဲ့အိမ်တော်မှာသွားပြီးတော့မှဖရားရှိမှာဒူးထောက်တယ်၊ဆုတောင်းတယ်။ခန်းကြီးတစ်ခုလုံးကိုကြည့်မယ်ဆိုရင်ဟာနာကဒီလိုခလေးမရတဲ့ဘဝပြီးအချိန်နေကြောင်းခလေးတယောက်ရဖို့အတွက်တာသမီရဖို့အတွက်ဖရားတစ်ခင်မှာဖရားတစ်ခင်စီမှာအချိန်ပေါင်းမြောက်များစွာနှစ်စင်မပြတ်အချိန်ပြီးပြီးတော့မှဘုရားသခင်ဆီမှာသူဒူးထောက်တယ်သူဆုတောင်းတယ်ဘုရားသခင်အရှိမသူမျက်ရည်ကျတယ်တခါမှသူဆုတောင်းတဲ့အခါမှာ အင်မတန်မဘဝမှာခံစားရတဲ့အတွက်ကြောင့်ဘဝမှာငါကြမှာပဲဒီလိုနော်ကံမကောင်းခြင်းတွေနဲ့ဒီလိုကောင်းကြီးမရှိတဲ့တတနဲ့ဒီလိုမျိုးမအောင်မြင်နိုင်တဲ့တတနဲ့ဒီလိုမျိုးမပေါက်ရောက်နိုင်တဲ့နော်ဒီလိုမျိုးလူတော်မတိုးနိုင်တဲ့ဘဝမှာနေရပါလားဆိုတဲ့ခံစားချက်နဲ့ဟာနာကဘုရားခင်စီမှာအပြင်းအထန်သူဆူတောင်းတဲ့အခါမှာဒီ ဲ့ဒီအခက်ခါတုန်းကအဲ့ဒီမှာဇစ်ပရောဟိတ်လို့တဲ့အေလိကဟာနာကိုပါပြောတယ်ဆိုရင်ဟာနာတင်ဒီအပေမြကာလပလုံစပြည့်ကြီးမူးလျက်နေမီနီစပြည့်ကြီးကိုရှောင်လောလို့ဟာနာကိုပြောတယ်ဒီလိုဘဝမှာစိတ်ပြည့်စရာတွေအားငယ်စရာတွေမြောက်များစွာနဲ့ဖရာကြီးမျက်မှောက်တော်တဲ့မဟာနာတိုးဝင်တဲ့အခါမှာဟာနာကလှလှပပစုမတောင်းနိုင်ဘူး ဟာနာကသူများကြားကောင်းအောင်လှလှပပတတ်တတ်ရရရှုမတောင်းနိုင်တော့ဘူးသူရဲ့ဘဝတစ်ခုလုံးကိုယင်းပြီးတော့မှဖျားမျက်မှောက်တော်ထဲမှာတွန်းလောင်းပြီးသူဆုတောင်းတဲ့အခါမှာမျက်ရည်မျက်ခွတ်တဲ့သူဆုတောင်းတဲ့အခါမှာအဲ့ဒီအခက်ခါတော့က အဲဇစ်ပရောဟိအလီကတုကိုအယက်မူတယ်လို့ထင်ပြီးတော့မှဟာနာကိုအယက်မတောက်ဖို့သူပြောပါတယ်ဒါမဲ့ဟာနာကဘာပြောတယ်လဲဆိုရင်ဟာနာကလည်းအဆင်၅ရဲမှာမဟုတ်ပါရှင်ကျမဒီညှိုးငယ်တော်မိမဖြစ်ပါ၏စပြည့်ရီကိုမတောက်ပါတည်ရီတည်ရက်ကိုမတောက်ပါထာဝရဘုရားရှေ့တော်၌စိတ်နှလုံးကိုတွန်းလောင်းနေနေပါ၏တဲ့ဟာနာကခလီတယောက်ရဖို့အတွက်သူဘဝတစ်ခုလုံးကိုဘုရားမျက်မှောက်တော်ထဲမှာတွန်းလောင်းပြီးတော့မှကိုရောကျွန်ုပ်ကိုကိုရောကျွန်မကိုခလီတယောက်မဆပါ တယောက်လေးဖြစ်ဖြစ်ကိုရောကလေးတယောက်ပေးတယ်ဆိုရင်ကျမအတွက်လည်းကျမသုံးပါမို့ဘူးကိုရောအတွက်ပဲကျွန်တော်ပြန်သုံးပါမယ်ကိုရောဘုံတော်အတွက်ဖြစ်စေမယ်ကိုရောနိုင်ငံတော်အတွက်ဖြစ်စေမယ်နာမတော်အတွက်ဖြစ်စေမယ်ဒါပေမဲ့ကလေးတယောက်လေးတော့ပိုင်ဆိုင်ခွင့်ပေးပါလို့ဟာနာကသူ့ရဲ့ဘဝတစ်ခုလုံးကိုချိုးဖိပြီးတော့မှဘုရားမျက်မှောက်တော်ထဲမှာဘုရားရဲ့အိမ်တော်ထဲမှာသူဆုတောင်းတယ်လို့ဒီကျမ်းစာထဲမှာကျွန်တော်တွေ့ရတယ်ဆိုတော့ ကျွန်ုပ်ရဲ့ပဝန်းကျင်မှာဖြစ်ဖြစ်ကျွန်ုပ်ရဲ့မိသားစုထဲမှာဖြစ်ဖြစ်ကျွန်ုပ်ရဲ့ညီကိုမောင်နှမအချင်းချင်းကြားထဲမှာပဲဖြစ်ဖြစ်တယောက်ယောက်ကအများနဲ့မတူအောင်ပို့ပြီးတော့မှပင်ပန်းဆင်းရဲဒုက္ခရောက်နေရတယ်ဆိုရင် အဲ့ဒီလူကိုကျွန်တော်ဆက်ဆံတဲ့အခါမှာအဲ့ဒီလူကိုစကားပြောတဲ့အခါမှာအဲ့ဒီလူနဲ့အတူတူတွားလာတဲ့အခါမှာသူ့ကိုအင်မတန်မှကျင်းတည်တည်ထားဖို့အင်မတန်မှအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုရင်တခါတလေကျွန်တော်အောင်မြင်နေတဲ့အခါမှာအဆင်ပြေနေတဲ့အခါမှာကြမ်းမာနေတဲ့အခါမှာပျော်ရွှင်နေတဲ့အခါမှာကျွန်ုပ်ကိုလူတွေကဘလို့ကြည့်ရပါစေဘလို့ပုတ်ခတ်ပါစေဘလို့အနိုင်ထက်ပြုတ်ပါစေကျွန်ုပ်မှာခံနိုင်ရရှိပါတယ်။ဒါမဲ့ကျွန်ုပ်အင်မတန်မှ vulnerable ဖြစ်တယ်အင်မတန်မှအင်မတန်မှကျွန်ုပ် အင်မတန်မှအားငြိနေတဲ့အင်မတန်မှဆင်းရဲနေတဲ့အင်မတန်မှဆိတ်ကြနေတဲ့အင်မတန်မှပင်ပန်းနေတဲ့အချိန်မှာတယောက်ယောက်တော်သူကခက်ခဲနေတဲ့အခါမှာတယောက်ယောက်တော်သူကကျွန်ုပ်ကိုဟိုကျွန်ုပ်ကိုအထင်သေးတဲ့စကားမျိုးကျွန်ုပ်ကိုနှိမ်တဲ့စကားမျိုးကျွန်ုပ်ကိုပုတ်ခတ်တဲ့စကားမျိုးပြောလာတဲ့အခါမှာဘဝမှာအင်မတန်မှခံပြင်းရတတ်ပါတယ်အဲ့ဒီအရာကိုတသက်လုံးတောင်မှမမေ့နိုင်နော်ပြောရှင်တဲ့အရာကဘာလဲဆိုရင်ကျွန်ုပ်ဘဝထဲမှာဆင်ပြေနေတဲ့အချိန်မှာကိစ္စမရှိဘူးနော် ကျန်းမာနေတဲ့အချိန်မှာကိစ္စမရှိဘူးငွေရေးကြီးပိုင်းဆိုင်ရာအဆင်ပြေနေတဲ့အချိန်မှာကိစ္စမရှိဘူးဒါမဲ့အကျွေးတွေနဲ့နော်စာဝတ်နေရေးလုံပန်းချင်းတွေနဲ့အင်ဟာခအဆင်မပြေချင်းတွေနဲ့စီးပွားရေးအဆင်မပြေချင်းတွေနဲ့ဘဝမှာတည်ငြိမ်မှုဆင်းရဲမှုပေါင်းပေါင်းမြောက်များစွာတဲ့မှာကျွန်တော်အသက်ရှင်နေတဲ့အခါမှာတယောက်ယောက်ကကျွန်တော်ကိုပုတ်ခတ်စော်ကားတဲ့အခါမှာသူ့အပေါ်မှာတတလုံးနာကြီးတတ်ပါတယ်မမေ့နိုင်မဖြောက်နိုင်ဖြစ်တတ်ပါတယ်ထိုနည်း၎င်းပဲဟာနာရဲ့အတ္တထဲမှာလည်းပဲခလီးမရတဲ့ဘဝအခန့်ရှိတဲ့အခါမှာနော်ဖျားကြောင်းတော့ ွားပြီးဆူတောင်းတဲ့အခါမှာလေလူတွေကသူ့ကိုပုတ်ခတ်ကြည့်ရတိုက်ခိုက်တဲ့အခါမှာဟာနာကအစာမစားနိုင်ပဲနဲ့ပြင်းထန်စွာဟာနာရဲ့တတတဲ့မှာဆူတောင်းတယ်လို့ကျမ်းစာထဲကဖော်ပြထားပါတယ်။ အဲ့ဒီအခြေအနေတွေမှာဒီအခြေအနေကိုပူဆိုးစေတဲ့အရာကပါလဲဆိုရင်ဟာနာကဒီလိုခလီတယောက်ရဖို့အတွက်ခလီတယောက်လေးပင်နိဒမှာခလီမြောက်များစွာမွေထားတယ်ဒါပေမဲ့ဟာနာကကြတော့ခလီတယောက်လေးရဖို့အတွက်အပြင်းအထန်ဘဝတစ်ခုလုံးကိုစကတ်ပြီးတော့မှမစားနိုင်မတောက်နိုင်မျက်ရည်မျက်ခွတ်နဲ့ဖျားမျက်မှောက်တော့တဲ့မှာလူးလိမ့်ပြီးတော့ဘဝတစ်ခုလုံးကိုတွန်းလောင်းပြီးတော့ကိုရောကျွန်တော်ကိုမဆာပါ ကိုတော့ကျွန်တော်ရဲ့ဆုတောင်းတန်ကိုနောင်ရောင်းပေးပါမနစ်တုံးကလည်းကျွန်တော်ဆုတောင်းတန်မပြည့်ခဲ့ဘူးเนาะဟိုတနစ်တုံးကလည်းကျွန်မရဲ့ဆုတောင်းတန်မပြည့်ခဲ့ဘူးဒီနှစ်မှာတော့ကိုတော့ကျွန်တော်ကိုအောင်မေ့တော်မူပါဒီနှစ်မှာတော့ဒီတစ်ချိန်မှာတော့ကိုတော့တစ်ခါလောက်ပြီးဖြစ်မျက်နှာနဲ့ကျွန်မကိုကောင်းချီးပေးပါခလေးပေးပါလို့ဟာနာကဖះရှိမှသူဆုတောင်းနေတဲ့အခါမှာဘာဖြစ်လဲဆိုတော့တစ်ဖက်မှာဆုမတောင်းတဲ့ပင်ဒိတာကခလေးတယောက်ပြီးတယောက်တယောက်ပြီးတယောက်မွေးနေတယ် အဲ့ဒီအခါမှာဟာနယတ္တတအဲ့ဒီအချက်ကဟာနယတ္တကိုပို့ပြီးတော့မှနာကျင်စေပါတယ်။ဘာကြောင့်လဲဆိုရင်စုတောင်းတော်သူကဟာနတယောက်ပြီးတယောက်မွေးနေတဲ့သူကစုမတောင်းတဲ့ပင်ဒိတာဖြစ်နေတယ်။အဲ့ဒီအခါမှာဟာနယတ္တတွေမှာကိုရောလူများမှားနေသလားစုတောင်းတော်သူဟာကျမလေးဒူးထောက်တော်သူဟာကျမလေးအစာရှောင်တော်သူဟာကျမလေးကိုရောရဲ့မျက်မှောက်တော်တွေမှာမျက်ရည်မျက်ခွတ်နဲ့ တောင်းကြတော့တောင်းရင်ပေးမယ်နှုတ်ကပတ်တော်တိုင်းဆုတောင်းတော်သူဟာကျမလေးဘလို့ဖြစ်လို့များဆုမတောင်းတော့ပေးနေတာကကောင်းကြီးတစ်ခုပြီးတစ်ခုခံစားနေရပြီးတော့မှကျွန်တော်ရဲ့ဘဝထဲမှာဆုတောင်းလျက်နဲ့အစာရှောင်လျက်နဲ့မျက်မှောက်တော်ထဲမှာနော်အချိန်ပေးလျက်နဲ့ဘုရားကိုယုံကြည်လျက်နဲ့ဝန်ခံနေလျက်နဲ့အမှုတော်ဆောင်လျက်နဲ့ဘဝမှာလူချင်းတဲ့အကြံစီတွေယူပါယုံဒီတစ်ခုမှမပြည့်စုံပဲအမြဲတမ်းနောက်ကျကြံရစ်ခဲ့ရတာလေဆိုပြီးတော့မှ ဟာနမှာမင်းစရာမိခွန်းရှိပါတယ်သူနည်းလကောင်းပဲကျွန်တော်ယုံကြည်သူဘဝထဲမှာတော့တခါတခါမဟုတ်ဘူးအမြဲတမ်းလိုလိုကျွန်တော်အဆုတောင်းတယ်အစာရှောင်တယ်ဘုရားနဲ့ဆက်ကပ်တယ်နော်ဘုရားနဲ့တွားလာတယ်ကျွန်တော်ယူပါယုံနေထားတယ်ဒါမဲ့ကျွန်တော်ဘုရားနဲ့ဆုတောင်းတယ်ယူပါယုံနေထားတယ်ယုံကြည်တယ်တခါ မှမပြည့်စုံမဲနဲ့စုမတောင်းတဲ့သူတွေကတခုပြီးတခုအကြံစီထမြောက်လာတယ်တခုပြီးတခုတိုးတက်တယ်အောင်မြင်တယ်တခုပြီးတခုအကြံစီထမြောက်တယ်ဒါတွေကိုကျွန်တော်တွေ့တဲ့အခါမှာဘဝမှာအင်မတန်မှစိတ်ပျက်စရာအားငယ်စရာစုတောင်းဖို့တောင်းမှကိုကိုနှိုးဆော်ဖို့မလွေတော့ဘူးစွတောင်းဖို့တော့မှနှိုးဆော်မှုလည်းမရှိတော့ဘူးဖခင်နဲ့တတဆက်ဆက်ကပ်ဖို့တော့မှကျွန်တော်ရဲ့ဘဝထဲမှာနှိုးဆော်မှုမရှိတော့ဘူးအဲ့ဒီအချိန်တွေတော့တင်လဲကြုံဖို့ပါတယ်ကျွန်တော်လည်းကြုံဖို့ပါတယ်တတထဲမှာဒါမဲ့ဒီကြမ်းချက်ထဲမှာ ဘူးကောင်းတဲ့အပိုင်းနဲ့ကျွန်တော်အင်မတန်မှခွန်အားရတဲ့အချက်ကဘာလဲဆိုရင်ဒီလိုစုမတောင်းပဲနဲ့ဒူးမထောက်ပဲနဲ့မျက်ရည်မကျပဲနဲ့လူတွေရဲ့တိုက်ခိုက်ခြင်းတွေပုတ်ခတ်ခြင်းတွေမကြုံရပဲနဲ့ပင်ဒိတမြောက်များစွာမွေးတဲ့ကလေးတယောက်ကိုမှဖရာသခင်ကအတုံးပြုတယ်ဆိုတာကျမ်းစာထဲမှာမတွေ့ဘူးဒါပေမဲ့ဟာနာကဒီလိုမျက်ရည်မျက်ခွက်တဲ့မြောက်များစွာနှိရှေလမြားဖျားရှိမှမျက်ရည်ကျပြီးတော့မှအ အကျဉ်းချင်းအခါခါဒူးထောက်ဆုတောင်းမျက်ရည်ကြပြီးတော့မှမွေးလာတဲ့တူတီတော်သားရှမွေလာဟာဘုရားရှင်အင်မတန်မှအတုံးပြုဘုရားမျက်နှာခံစားရပြီးတော့မှဘုရားရဲ့အကောင်းကြီးခံစားရတော်တော်ဖြစ်ပါတယ်ဟာလေလုယာဆိုတော့ဒီအာဓမ္မအရာစုံပထမဆုံးခန်းကြီး၃ကိုကြည့်မယ်ဆိုရင်ဒီသားရှမွေလာမွေးလာတဲ့အခါမှာရှမွေလာကငငယ်လေးပဲရှိသေးတယ်ဒါပေမဲ့ဇစ်ပရိုဟိအဲလီနဲ့အတူဘုရားရဲ့အမှုတော်ဆောင်တဲ့အခါမှာအခန်းအခန်းကြီး၃ ငွေတစ်ကိုကြည့်မယ်ဆိုရင်သူငယ်ရှမွေလာဒီအဲလိရှိတွင်သာရဖျားရအမှုတော်ကိုဆောင်ရွက်လေ၏ထိုကာလ၌ ဒါရဖျားရင်နှုတ်ကပတ်တော်တရှားပါလိအေလိနဲ့ဒီသူငယ်ရှမွေလာအတူတူဖျားရင်မျက်မှောက်တော်ထဲမှာအမှုဆောင်ကြတဲ့အခါမှာလူတွေကဖျားရင်အတန်တော်မကြတော့ဘူးလူတွေကဖျားရင်မျက်မှောက်တော်မခံစားရတော့ဘူးလူတွေကဖျားရင်ယူပါယုံတွေမမြင်ရတော့ဘူးအဲ့ဒီအချိန်မှာထင်ရှားသောယူပါယုံမရှိအိမ်တော်၌မိခွတ်မတည်မီရှမွေလာဒီအိတ်တော်အခါဒါရဖျားဒီရှမွေလာကိုခေါ်တော်မူ၏တဲ့ဒီကြမ်းချက်ကိုဆက်ကြည့်မယ်ဆိုရင်ရှမွေလာကအာအစ်မတန်မအာငေသေးတဲ့အချိန်မှာပင်လင်း ဇစ်ပရောဟိအယ်လီတောင်မှမကြားနိုင်တဲ့ဖျားနှုတ်ကပတ်တော်ကြားပြီးတော့မှဖျားခေါ်တာအမြဲတမ်းကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဟာလေလုယာဆိုလိုခြင်းတဲ့အရာကပါလဲဆိုရင်ဟာနာအင်မတန်မှပင်ပန်းစင်ရေးစွာဖြင့်နှစ်ရှိလပေါင်းမြောက်များစွာတော့ဖျားမျက်မှောက်တော်ထဲမှာမျက်ရည်တွန်းလောင်းပြီးတော့မှမွေးဖွားလာတဲ့ရှမွေလာတယောက်လေးက ပင်နိဒရဲ့စုမတောင်းပဲနဲ့မွေတကလေးမြောက်များစွာတဲ့ဘုရားကပူမျက်နှာပေးတယ်ပူအုံပြုတယ်ပူကောင်းကြီးပေးတယ်ငင်းငေးကတိကဘုရားရဲ့အတန်တော်ကြားနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်အမြဲတမ်းအမြဲတမ်းကျွန်တော်ခွန်အားပေးတယ်เนาะကျွန်တော်တင်တန်းနေမှာကျွန်တော်အမြဲတမ်းခွန်အားပေးတယ်တင်ရင်ကြီးကိုမောင်တော်မတီ တင်းရဲ့အမျိုးသားတင်းရဲ့မျိုးသမီးသားသမီးမိဘတွေကဖခင်အတန်တော်ကြားနိုင်ဖို့အစွန်တင်းဆုတောင်းဖို့လိုတယ်ကျွန်တော်ဆုတောင်းဖို့လိုတယ်ဟာနဆုတောင်းခြင်းကသူ့ရဲ့သားရှမွေလာအတွက်ဖခင်ရဲ့အတန်တော်ကိုလွေလွေနဲ့သူများတွေဖခင်ခေါ်တန်သူများဖခင်တန်မကြားနိုင်တဲ့အခါမှာရှမွေလာဖခင်တန်ကိုကြားနိုင်တာကဟာနသူ့မိခင်ရဲ့ဆုတောင်းခြင်းကြောင့်ဖြစ်ပါတယ်ဟာလေလုယာကျွန်တော်ရဲ့ဆုတောင်းခြင်းကြောင့်ကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့အသင်းတော်ကျွန်တော်ရဲ့နိုင်ငံက ဖရာအတန်ကြားဖို့ဖြစ်လာမှာဖြစ်ပါတယ်အဲ့ဒါတက်ပို့ပြီးတော့မှဖရာအန်အောဖွေအမှုပြုတဲ့အရာကပါလဲဆိုတော့စုတောင်းပြီးတော့မှဟာနမွေးတဲ့ဒီသားရှမွေလာပရောဖက်ရှမွေလာကရှင်ဘရင်ဒီမြောက်များစွာကိုနော်အင်မတန်မှနာမည်ကြီးတဲ့နော်ဒီရှောလူတို့ဒါဝိဒ်တို့ကိုဗိတ်သိက်ပေးသောပရောဖက်တယောက်ဖြစ်လာတယ်ဟာလေလုယာကျမ်းစာထဲမှာပို့ပြီးတော့မှဒီအာဓမ္မအရာစွန်ပထမဆုံးခန်းကြီး73ကိုကြည့်တဲ့အခါမှာ တနေ့မှရှင်ပြန်ရှောလူကဇစ်ပူဇော်ဖို့ဖြစ်လာတဲ့အခါမှာဇစ်ပူဇော်ဖို့က Prophet Samuel ဇစ်ပူဇော်ရမယ့်နေရာမှာဒီရှင်ပြန်ရှောလူကသူ့နေရာကိုလုပြီးတော့မှဝင်ပြီးတော့မှဇစ်ပူဇော်လိုက်တဲ့အခါမှာဘုရားသခင်ကရှောလူအပေါ်မှာအင်မတန်မှအမြတ်တော်သားထွက်ပြီးတော့မှရှောလူကိုရှင်ပြန်ရာထူးကနေပေးလိုက်တယ်ဆိုတာကျွန်တော်ကျမ်းစာထဲမှာကျွန်တော်တွေ့ရတယ်ဆိုတော့ရှင်ပေါ်ဒီဒီရှောလူကိုရှင်ပြန်ရာထူးကနေပေးလိုက်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ဆိုတော့ ရှင်ဘီယရှောလူကိုသူ့ရဲ့ရှင်ဘီယာထူးကနေဖျားပေထုတ်ရတဲ့အကြောင်းကပါလဲတခွအဲ့ဒီအကြောင်းတွေအများကြီးထဲမှာတစ်ခုကတော့ပါလဲဆိုရင်ဖျားအစ်မတန်မှာဘိတ်တိတ်အတုံးပြုတ်ထားတဲ့အခွင့်အာဏာပေးထားတဲ့ Prophet Shamuel ရဲ့နေရာကိုဝန်လူတဲ့အကြောင်းဖြစ်ပါတယ်အဲ့ဒါဒီကပါကြောင့်လဲဆိုရင်တော့သူ့မိခင်ကဘေးဆက်ဆုတောင်းခြင်းကြောင့်ရတဲ့မျက်နှာသာဖြစ်ပါတယ် ဒါတွေမကသေးဘူးဓမ္မရာဇွန်ဓမ္မရာဇွန်ပထမဆောင်ခန်းကြီး16ထဲမှာဆိုရင်ဘုရားတခင်က ရှောလူကိုပေးပြီးတဲ့နောက်ပိုင်းမှာဘုရားတခင်ကရှံမွေလာစီမှာတွားပြီးတော့မှဂျေစီရဲ့သားရီစီမှာတယောက်တော်သူကိုငါပိတ်သိပ်ပေးဖို့ခွင့်ခံထားပြီးသားဖြစ်တယ်ဆိုပြီးတော့မှဘုရားတခင်ကပရောဖက်ရှံမွေလာကိုဆီလွတ်ပြီးတော့မှ အမတန်မှနာမည်ကျွန်ကြားတဲ့ရှင်ဘီန်ဒါဝိဒ်ကိုဖျားရှင်ကဗိတ်သိက်ဖို့အတွက်ရှမွေလကိုပြန်တုံ့ပြုတယ်ဆိုတာကိုကျမ်းစာထဲမှာကျွန်တော်တွေ့ရတယ်။ဒီထဲမှာကျွန်တော်အဓိကအားပေးချင်တဲ့အရာကပါလဲဆိုရင်ဟာနာရဲ့ဇွေမလျှော့တဲ့ယုံကြည်ခြင်းနဲ့ဆုတောင်းခြင်းကကြီးမားသောအောင်မြင်ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်။ဟာလေလုယာဒီလိုခလေးမရနိုင်တဲ့အချိန်မှာဒုက္ခရောက်တဲ့အခါမှာငွေကြီးစင်မပြေတဲ့အခါမှာအနာကပ်ပြောက်တဲ့အခါမှာ အောင်မြင်မှုမရှိတဲ့အခါမှာခွဲခြားဆက်ဆံခြင်းခံနေရတဲ့အခါမှာစာဝတ်နေရေးမပြေလေတဲ့အခါမှာနေစရာထိုင်စရာဆင်းရဲတဲ့အခါမှာရှုတောင်းရမယ်ဆိုတာဟာနတိတယ်ကျွန်တော်တို့လည်းတိတယ်ဟာနလည်းထုံနီးလည်းကောင်းပဲဒါမရနိုင်တဲ့အတွက်ကြောင့်ဘုရားအိမ်တော်မှာသွားပြီးရှုတောင်းရမယ်ဆိုတာကိုသဘောပေါက်ပြီးတော့မှသူသွားပြီးရှုတောင်းတယ်ဒါပေမဲ့ရှုတောင်းတဲ့အခါမှာအနောက်ရှက်ဒီမြောက်များဆိုတော့လူတွေကနှောက်ရှက်ပြီးတော့မှရှုတောင်းနေတဲ့အခါမှာသူမစားနိုင်ငိုလျက်ရှိတယ်လို့ကျမ်းစာထဲမှာဖော်ပြပါတယ် ဖော်ပြထားပါတယ်ဆိုတော့ဆိုလိုချင်တဲ့အရာကပါလဲဆိုရင်ကျွန်ုပ်ဒီလိုခက်ခဲတဲ့အခါမှာ ဒီနေ့ငွေရေးကြီးအဆင်မပြေတဲ့အခါမှာစောင်းဝတ်နေရေးမတိချတဲ့အခါမှာမနေ့ပြန်မတိချတဲ့အခါမှာအိမ်ငါးကအဆင်မပြေတဲ့အခါမှာဒီလိုစောင်းဝတ်နေရေးဆင်းရဲတဲ့အခါမှာဒီနေ့ဘုရားတခင်ကျွန်မဆုဆုတောင်းရမယ်ဆိုတာကျွန်တော်အားလုံးသဘောပေါက်တယ်။ဒါမဲ့တချို့တောင်းသူတွေဒီလိုဆုတောင်းပြီးတော့မှကြာလာတဲ့အခါမှာယုံကြည်ပြီးတော့မှမယုံကြည်ပြီးတော့မှယုံကြည်တဲ့အတိုင်းမဖြစ်လာဘဲနဲ့ကြာလာတဲ့အခါမှာဆုတောင်းပြီးတော့မှအစာရှောင်ပြီးတော့မှမျက်ရည်ကျပြီးတော့မှအားရပါရဆက်ကပ်ပြီးတော့မှဆက်ကပ်တဲ့အတိုင်းမျောလင့်တဲ့အတိုင်း ဖြစ်မလာဘဲနဲ့နှစ်ရှည်လတွေကြာလာတဲ့အခါမှာကျွန်တို့ရဲ့ယုံကြည်ခြင်းတွေတဖြည်းဖြည်းပျောက်သွားတယ်ကျွန်တို့တွေစိတ်ပြတ်ပြီးတော့မှနော်ကျွန်တို့စိတ်ပြတ်ပြီးတော့မှယုံကြည်ခြင်းကိုရောဖရားကိုရောနော်အရှုံးပေးဖို့တွေကျွန်တို့စပြီးတော့မှတွေးဆောင်ခြင်းခံရပါတယ်ဆိုတော့ဒီနေ့ကျွန်တော်အဓိကအားပေးခြင်းတဲ့အရာကပါလဲဆိုတော့ဟာနကဆုတောင်းရမယ်ဆိုတာတည်တယ်လို့သူဆုတောင်းတယ်ဆုတောင်းတဲ့အခါမှာနှောက်ချက်တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီနှောက်ချက်ကြီးကြားထဲမှာအရှုံးမပေးဘဲနဲ့အဆုံးတိုင်အောင်သူဆုတောင်းတဲ့အခါမှာ ဟာနရဲ့အတ္တတွေမှာ तू လည်းမထင်ရဘူးပိဏိဒလည်းမထင်ရဘူးအေခဏလည်းမထင်ရဘူးဖရာတပါတိတာတိတဲ့ဟာနအတွက်ဟာနရဲ့အနာကတ်အတွက်ထားပေးတဲ့အကောင်းဆုံးသောကောင်းကြီးမင်္ဂလာကိုဟာနဆုခွရရှိတာဖြစ်ပါတယ်ဟာလေလုယာဆိုတော့ဒီတင်ဒီနေ့ဆုတောင်းတာနှစ်နှစ်ကြာလို့ယူပါယုံအတွက်ဆက်ကတ်တာမပြည့်စုံပဲနဲ့၅နှစ်ကြာလာလို့၁၀နှစ်ကြာလာလို့အမှုတော်တင်းမှာလူချင်းနဲ့ယူပါယုံအတိုင်းလူချင်းနဲ့ပန်းတိုင်မရောက်နိုင်သေးလို့လူချင်းနဲ့ယူပါယုံအတိုင်းဘုရားအောင်မြင်မှုမပေးနိုင်သေးလို့ လူချင်းတဲ့ယူပါယုံအတိုင်းဆူတောင်းချက်တွေမပြည့်စုံလာသေးလို့နှစ်တွေလတဲ့ကြာလာတဲ့အခါမှာကျွန်တို့ဒီစိတ်ပြတ်တယ်အားငယ်တယ်ဒါမဲ့တစ်ခါပြန်ဒီနေ့ကျွန်တို့ကိုဖះပြောတဲ့စကားကတော့ဘာလဲဆိုတော့ဟာနလိုပဲအဆုံးတိုင်အောင်ဆက်လက်ပြီးတော့မှ အားယူပါဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ကောင်းစင်ကတော့ပါလဲဆိုတော့ဘလောက်ပဲပင်ပန်းခက်ခဲစိတ်ဖြစ်စည်းနေပါစေမံကန်သောလမ်းကြောင်းပေါ်မှာဆက်လက်ရှောင်းလမ်းပါဆုတောင်းခြင်းဆိုတာမံကန်တဲ့အရာဖြစ်တယ်အစာရှောင်ခြင်းဆိုတာကမံကန်တဲ့အရာဖြစ်တယ်ဘုရားမျက်မှောက်တော်ထဲမှာအချိန်ယူခြင်းဆိုတာမံကန်တဲ့အရာဖြစ်တယ်ပြောင်းဆုံးသောဝိညာဉ်များအတွက်နော်လှုပ်ဆောင်ဆက်ကပ်ခြင်းဆိုတာမံကန်တဲ့အရာဖြစ်တယ်ကြာလာလို့ယူပါယုံဒီမပြည့်စုံတဲ့အတွက်ကြောင့်စိတ်လက်ကြပြီးတော့မှဒီမံကန်တဲ့အရာတွေကိုလက်မလျှော့လိုက်ပင်နဲ့ ဆက်လက်ပြီးတော့မှအာယူပြီးလှုပ်ဆောင်တာဖို့ကျွန်တော်ခွန်အားပေးခြင်းပါတယ်။ဟာလေလုယာဆက်လက်ပြီးတော့မှကျွန်တော်ဆုတောင်းရအောင်။ဆက်လက်ပြီးတော့မှ မျက်ရည်ကြပါစေဆက်လက်ပြီးတော့မှဒူးထောက်ရအောင်ဆက်လက်ပြီးတော့မှနာကျင်နေရပါစေเนาะဆက်လက်ပြီးတော့မှကျွန်တော်အားယူရအောင်ဟာလေလုယာဘုရားရဲ့မျက်မှောက်တော်တည်းမှာအတူတကွเนาะနှစ်တွေကြာလာပေမဲ့အရှုံးမပေးပဲနဲ့เนาะယူပါယုံတွေပြည့်စုံတော့မယ်ဒီနှစ်မှာတော့ပြည့်စုံတော့မယ်ထင်တာဒီနှစ်မှာတော့ဖြစ်လာတော့မယ်ထင်တာမဖြစ်လာသေးပေမဲ့ကျွန်တော်ဘဝကိုအရှုံးမပေးသေးပဲနဲ့ဘုရားကိုအရှုံးမပေးသေးပဲနဲ့ယုံကြည်ခြင်းကိုလက်မလွတ်သေးပဲနဲ့ဆက်လက်ဆွေးကင်ပြီးတော့မှဘုရားရှင်ကိုခေါ်ရအောင်ဟာလေလုယာ ကိုရောကျွန်တော်ဆုတောင်းနေတယ်ကိုရောမပြည့်စုံတော့ဘူးဒါမဲ့ကိုရောကိုကျွန်တော်ဆက်လက်ခေါ်နေမယ်ကိုရောကျွန်တော်ဆုတောင်းတဲ့အတိုင်းမျှော်လင့်တဲ့အတိုင်းတော့ဖြစ်မလာဘူးဒါမဲ့ ခံစားချက်လည်းမကောင်းတော့ဘူးစိတ်လည်းနာကျင်လာပြီဒါမဲ့ကိုရောကိုအရှုံးမပေးသေးဘူးကျွန်တော်ဆက်လက်ဆွေးကြိုင်နေမယ်နာမရောကိုဆက်လက်ဆွေးကြိုင်မယ်နာမရောကိုဆက်လက်ဆက်လက်အမိပြုမယ်နာမရောကိုဆက်လက်အားကိုးမယ်လို့ဘုရားသခင်ချင်မှာကျွန်တော်ဆုတောင်းရအောင်ဟာလေလုယာတစ်ခါတစ်ခါမှာကျွန်တော်ဆုတောင်းတဲ့အခါမှာဆုတောင်းစရာလေးဆုတောင်းချက်တွေမြောက်များစွာနဲ့ဒူးထောက်ပြီးတော့မှဘုရားကိုကျွန်တော်ရဲ့ဆုတောင်းချက်တွေပြောပြဖို့ထက်ဘုရားကကျွန်တော်ကိုပြောပြခြင်းတဲ့အရာကျွန်တော်ကြားဖို့အင်မတန်မှအရေးကြီးပါတယ်ဟာလေလုယာတစ်ခါတစ်ခါမှာကျွန်တော်ဘုရားကိုဘယ်လောက်ချစ်ကြောင်ပြောတာကောင်း င်းပါတယ်ဒါပေမဲ့ကျွန်တော်ဘုရားကိုဘလောက်ချစ်ကြောင်းပြောတာထက်ဘုရားကကျွန်တော်ကိုဘလောက်ချစ်ကြောင်းကိုကျွန်တော်အရင်နားလေဖို့အင်မတန်မှအရေးကြီးပါတယ်ဟာလေလုယာဆိုတော့ဟာနာရဲ့အတ္တတဲမှာဒီလိုလက်မလျှော့ပဲနဲ့သူဆုတောင်းတဲ့အတွက်ကြောင့်အင်မတန်မှကြီးမာတယ်သူ့ရဲ့ဘဝထဲမှာကောင်းချီးမင်္ဂလာခံစားရတယ်ဓမ္မရာဇဝင်ခန်းကြီးနှစ်အငယ်တစ်တယ်မှာဟာနာကဒီလိုဆုတောင်းပြီးတော့မှဘုရားကသူ့ရဲ့ဆုတောင်းခြင်းကိုကောင်းကြီးပေးတဲ့အခါမှာဟာနာကဘာတက်တည်ခံတယ်လဲဆိုအငြိတစ်တယ်မှာအခန်းကြီးနှစ်အငြိတစ်တယ်မှာတဖန်ဟာနာဒီ ပတ္ထနာစကားကိုမွတ်ဆိုသည်ကငါစိတ်နှလုံးသည်ထာဝရဘုရားကိုအမိပြု၍ရှင်လန်းလျက်ထာဝရဘုရားကြောင့်ငါဥချုံမြင့်လျက်ရှိ၏ကေတင်ချင်းကြီးစုတော်ကိုကေတင်ချင်းကြီးစုတော်ကြောင့်ဝမ်းမြောက်၍ရန်သူတို့အားဝါကြွား ရသောစကားကိုငါပြောရ၏တဲ့ဟာလေလုယာဒီနေ့ဟာနာကတူတလို့ဆုတောင်းဆက်ကပ်ပြီးတဲ့အခါမှာဟာနာကဘာပြောတယ်လဲဆိုတော့ငါဝိညာဉ်သည် ခုတော့ဖျားမမညှိုးငေတော့ဘူးဖျားမရှင်လန်းတယ်တဲ့နော်ကေဒင်ချင်းကျေးစုကြောင့်ဝမ်းမြောက်တယ်ရန်သူတို့ရှေ့မှာဝါကြွားရတော့ခွင့်ကိုလေဖျားပီးပြီလို့ပြောပါတယ်ခန်းကြီး၅ထဲမှာပါပြောခန်းကြီး၄ထဲမှာပါပြောတယ်လဲဆိုတော့တရေတို့ကင်တော့လေးများကျိုးလျက်လေးတက်တော်သူတို့ဒီခွန်အားနဲ့ပြည့်စုံနေရှိကြ၏တဲ့ဟာလေလုယာအာကြီးတဲ့သူတွေရဲ့ လေးဒီအာကြီးတဲ့လူတွေရဲ့လက်နက်ကိုတစ်ခါပြန်ဖျားရှင်ရိုက်ချိုးပြီးတော့မှအာငေတော့ကျမကိုတစ်ခါပြန်ဖျားရှင်မျက်နှာသာပြီးပြီးတော့ချင်းမြောက်ပြီးတဲ့ဖျားရှင်နာမတော့တာယူဘုံကြီးပါစေဤအရာဒီတင့်အတွက်ဖျားပြောတော့ prophetic message ဖြစ်ပါစေအာကြီးတဲ့သူတွေတစ်ခါပြန်လေးပြီးတော့မှညှိုးငေတဲ့ကျမကိုတစ်ခါပြန်ဖျားရှင်ချင်းမြောက်ပြီးတဲ့ညှိုးငေတော့ကျွန်တော်ဝန်ခံရအောင်ညှိုးငေတော့စိတ်ရကြတော့ အားငယ်တော့မအောင်မြင်တော့မပေါက်ရောက်နိုင်တော့ကျွန်ုပ်ကိုတစ်ခါပြန်ဖျားရှင်ချီးမြောက်ပြီဟာလေလုယာငါးရက်မှာအဝဆိုအစားတော်သူတို့ဒီစားစရာကိုရချင်းငါတုန်ခါလို့ရကြပြီတဲ့နော်ဝဆိုစားတတ်တဲ့သူတွေကသူဟာဘဝပြန်ရောက်ရပြီတော့မှမွတ်တိတ်တော့ကျွန်တော်တို့မူကဝကြပြီတဲ့မြုံတော်သူဒီခုနှစ်ကြိမ်တိုင်အောင်ဖွားမြင်ပြီးတားမြားတော်သူမူကတဖန်အာရော့ပြီတဲ့ မြုံသောအမြုံမှကောင်းကြီးမရှိသောမအောင်မြင်သောမျက်နှာတာမရသောဖခင်ရဲ့ကောင်းကြီးမရသောကျွန်ုပ်ဒီတစ်ခါပြန်ဖခင်မျက်နှာတာကိုခံစားရပါအရင်တော့ကောင်းကြီးခံစားဖို့တဲ့သူတွေလည်းတလိပြန်ပါဖြစ်လဲအာရော့ကြပြီတဲ့သာဝရဖခင်ဒီတည်စေသောခွင့်အသက်ရှင်စေသောခွင့်မရဏနိုင်ငံတို့နှိမ့်ချသောခွင့်ထားမြောက်စေသောခွင့်ရှိတော်မူ၏တဲ့ဟာလေလုယာစင်ရေးစေသောခွင့်လည်းငွေခွင့်ထင်မှာပါပြောတယ်လဲဆိုရင်စင်ရေးစေခြင်းကလည်းကောင်းယတစေခြင်းကလည်းကောင်းသာဝရဖခင်ပြု၍ သင်ချသောအခွင့်ချီးမြှောက်သောအခွင့်ရှိတော်မူ၏တဲ့ဘုရားရှင်သားမတော်ဒါရီဘုံကြည်ပါစေဒီနေ့ဒီနေ့ကျွန်တော်ကိုးကွယ်တော်ဘုရားရှင်ကဆင်းရဲစေသောခွင့်လည်းရှိတယ်ချီးမြှောက်ပိုင်သောခွင့်လည်းရှိတယ်ဘုရားရှင်ဖြစ်ပါတယ်အခန်းငယ်၈ထဲမှာတော့ကျွန်တော်အလုံးအင်မတန်မှနှစ်သက်တဲ့ကြံချက်ဖြစ်ပါတယ်ဓမ္မရာဇဝင်ပထမဆုံးခန်းကြီးနှစ်ခန်းငယ်၈ထဲမှာဆင်းရဲသောသူကိုမြေမှုတ်အထက်က၎င်းငတ်မွတ်သောသူကိုနှောက်ချေးပုံတဲက၎င်းချီးမြှောက်၍မင်းသားတို့နဲ့အတူထိုင်ရသောခွင့်ဘုံကြီးသောပလင်ကိုအမွေခံရသောခွင့်ကိုပေးတော်မူ၏အကြောင်းမူကားမြေကြီး တိုင်တို့ကိုထာဝရဖျားပိုင်၍ထိုတိုင်တို့အပေါ်မှာလောကဒတ်ကိုတည်တော်မူ၏တဲ့ ဘုရားရှင်နာမတော်တာ၍ဘုံကြီးမင်္ဂလာရှိပါစေ။ဒီနေ့ဟာနကဒီမှာသူတက်တေခံနေတာဖြစ်ပါတယ်။စင်းရေးစေသောခွန်အားလည်းဘုရားလက်ထက်မှာပဲရှိတယ်။ချမ်းသာသောခွန်အားလည်းဘုရားလက်ထက်မှာပဲရှိတယ်။နောက်ပြီးတော့ကမချီမြောက်ပိုင်ခွန်နဲ့နှိမ့်ချပိုင်ခွန်အားလည်းပဲဘုရားလက်ထက်မှာရှိတယ်။ထို့ဘုရားရှင်သည်ကျွန်တော်တို့ကိုမြေမှုန့်တဲ့ကစင်းရေးသောကျွန်တော်တို့ကိုမြေမှုန့်တဲ့ကချီမြောက်၍ငတ်မောတော်သူတို့ကိုနှောက်ချီးပုံတဲ့ကချီမြောက်၍မင်းသားတို့နဲ့သူထာဝရတော်ခွန်ကိုပေးတော်မူ၏။ဟာလေလုယ။ခုလိုအင်မတန်မှပင်ပန်းစင်းရေးဒုက္ခ ရောက်တဲ့ကာလမှာဒီနှုတ်ကပတ်တော်အဖြစ်ဟာနာယတ္တအဖြစ်ဖယားတခင်တင်တဲ့ကျွန်ုပ်ကိုစကားပြောနေတဲ့အရာကပါလဲဆိုလို့ဘလောက်ပဲစိတ်ပြအားငယ်ပြီးစိတ်ဖြစ်စည်းနေပါစေဖယားကိုအားကိုးခြင်းနဲ့ဆက်လက်တည်နေခြင်းအဖြစ်အခုကြုံနေရတော့ခက်ခဲတွေ့ကြုံနေအားလုံးကိုအကောင်းဆုံးတည်တည်ခံချက်အဖြစ်ဒီနေ့မှာတည်တည်ခံနိုင်တော်သူဖြစ်နိုင်ဖို့အတွက် ဖျားရှင်တင့်ကိုကျွန်ုပ်ကိုကောင်းချီးပေးပါစေကြောင်းခရစ်တော်နာမ၌ခွန်အားပေးပါれကောင်းချီးပေးပါれကျွန်ုပ်အားလုံးအတွက်ဒီနှုတ်ကပတ်တော်ဖျားရှင်ထူးကောင်းချီးပေးပါစေအာမင်ဒီနေ့ကျွန်ုပ်ရဲ့ Selvan Madu YouTube channel နဲ့ Facebook page မှာ အတူတကနှုတ်ကပတ်တော်အစီနားထောင်ခံယူတဲ့အတွက်ကြောင့်အားလုံးကိုထူပဲကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ page နဲ့ channel ကို like share subscribe comment လုပ်ခြင်းအပြင်ကျွန်တော်ရဲ့ channel ကိုကျွန်တော်ရဲ့ ministry ကိုတခါပြန်ပံ့ပိုးဖို့ကိုလည်း credit donor မနိုင်အထူးမေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဖခင်ရှင်နာမတော်ရုပ်ဘုန်းကြီးပါစေအာမင်